မျက်ရည်တွေလက်မှတ်ထိုးပေးရတဲ့ပေါ်ပါခြေစွမ်းကောင်းရတာနဲ့အကြောင်းမျိုးမျိုးကြောင့်ဘေးရောက်ခဲ့တဲ့ကစားသမားကပြည်နှံ့မကြီးကွန်းလဲသူပေါ်ပါဖြစ်ပါတယ်ဒုစရနဲ့အရွယ်ပေါ်ပါရဲ့အနေအမြင်အထက်ကကကြမ်းနိုင်ခဲ့ပြီးကစားသမားဘဝရဲ့အဆိုးရွားဆုံးအခြေအနေကိုလည်းရောက်သွားခဲ့ပါတယ်ပေါ်ပါဟာမန်ယူအသင်းနဲ့ဂျူမွန်းတက်မှာသာကစားပိုးပြီးအကောင်းဆုံးခြေစွမ်းပြကခေတ်တစ်ခုကိုတည်ဆောက်နိုင်ခဲ့တာပါ ဂျူမတန်အသင်းကိုဒုတိယကြိမ်ပြင်အောင်တော့ဒဏ်ရာပြဿနာတွေနဲ့ဆုံးခံခဲ့ရပါတယ်ပြီးခဲ့တဲ့2023-24ဘောလုံးရာသည် UDC အသင်းနဲ့ရာသီအဖွဲ့မှရန်နာဆစ်ဆစ်ခဲ့တော့ပေါ်ပါတယောက်တက်မက်စီတုံးဆွဲကြောင်းတွေ့ရှိခဲ့ရပါတယ်။သူ့အနေနဲ့တက်မက်စီတုံးလို့လင်းနေပိပိခံရပေမဲ့18လောက်ကိုရှော့ချပြီးနောက်ပြီးခဲ့တဲ့မတ်လကလေးကဘောလုံးပြန်ကစားခွင့်ရနေတာပါ ပေါ့ပါဟာမကြခင်က လေကူးကလပ်မိုလာကိုတင်နေတနေ့စာချုပ်ချုပ်ဆိုလိုက်ပါလေလက်မှတ်ရိုးစီမှာပေါ့ပါကစင်မထိန်နိုင်ပဲမြေဦးကြီးကြနေခဲ့ပါလေနောက်နောက်တွေမှာပါတဲ့မြေဖြစ်တယ်လို့ဒုတိယကျင်းအခွင့်အရေးအတွက်အပြော်လွန်ခဲ့တာလည်းဖြစ်ဟန်တူပါတယ်ရုံချင်မှုအတွက်ကျေးဇူးတင်ကြောင်းပေါ့ပါကလက်မှတ်ရိုးထိုးပြီးပြောကြားခဲ့ပါတယ် ပေါ်ပါမွန်နာကိုအသင်းမှာတနှစ်လောက်ခယူရိုနဲ့တက်ရမှာဖြစ်သလိုကျိုးနံပါတ်၈ဝှစင်ကစားမှာပါအတည့်ရေရအများကြီးကြံသေးလို့ပေါ်ပါအနေနဲ့ဒုတိယအကြိမ်အခွင့်အလမ်းကိုအကောဆုံးသုံးချမယ်လို့ယုံကြည်ရပါတယ် of life.